ရှင်အနန္ဒာဟာသာသနာတော်မှာအလွန်ထင်ရှားတဲ့ယဟန်တော်တစ်ပါးဖြစ်သည့်အတွက်ကြောင့်ရှင်အနန္ဒာအကြောင်းတော့တိပိဒါဖြစ်ကြလိမ့်မယ်မြတ်စွာဘုရားဘုရားဖြစ်သူရောက်ပြီးပထမအချိန်ကပိလဝုနေပြည်တော်သို့ကြွားရောက်တဲ့အခါမှာ သုဒ္ဓရဏမင်းတရားကြီးကနေပြီးတော့ရသော်ဘုရားရဲ့အချမ်းရံဖြစ်တာဂဝေမင်းသားတွေရံဖြစ်ဖို့တိုက်တွန်းတယ်အဲ့ဒါကြောင့်မို့လို့ကပိလု နေပြီတော်မှာရှိတဲ့တာဂဝေမင်းသားတွေဟာမြတ်စွာဘုရား နောက်တော်အားလိုက်ပါပြီးတော့ယဟန်ပြုကြတယ်အဲ့ဒီထဲမှာ ရှင်နာတို့ကအုတ်စုတစုပေါ့ရှင်နုရုဒ္ဓတို့ရှင်ဗတ္တိယတို့ရှင်ကိမိလာတို့ရှင်အနန္ဒာတို့ဆိုတာတိုင်ကဝေမင်းသား6ယောက်ကအုတ်စုတစုရသော်ဘုရားကပိလုကနေပြီးဝေသာလိပြည်ကြွသွားတဲ့အခါနောက်တော်ကနေလိုက်ပါပြီးဘုရားနောက်လိုက်သွားကြပြီးတော့သင်္ကန်းဝတ်ခဲ့ကြတယ် ဲ့တော့ရှင်အနန္ဒာဆိုတာရသော်ဘုရားရဲ့ဖွားဘက်တော်စင်းထဲမှာအာဘောကာယဆံရွှေကံလို့အတူကောင်းလှုပ်ထားတဲ့ထဲမှာအာဆိုတာရှင်အနန္ဒာကိုပြောတာပဲဘောကတော့ body ပင်ပေါ့ကာကကာလူတာကြီးရကယတောဒရာဆံက မြင့်တော်ကမောင်ဆန်းရွှေကရွှေဝကြီးလေးလုံးမြတ်စွာဘုရားအလောင်းတော် မွေးဖွားလာတာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်များနဲ့ဗောဓိပင်တို့ရွှေဝကြီးတို့ဆိုတာမြတ်စွာဘုရားမွေးဖွားလာတဲ့နေ့မှာစတင်ပေါ်ပေါက်လာလို့ဖွားဘက်တော်လို့ဒီလိုပြောကြတယ်ပေါ့အဲ့တော့ရှင်အနန္ဒမထေရမြတ်ကလည်းမြတ်စွာဘုရားနဲ့ဖွားဘက်တော်လို့ဆိုတော့ ဘုရားနဲ့တက်တော်တက်တော်ရွယ်ဓူလို့ဒီလိုမှတ်ရအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါတော့ကဆရာတော်ကြီးနှစ်ပါးဆွေးနွေးတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဆရာတော်ကြီးတပါးပြောတယ်မြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေလူသားအနေနဲ့အာနန္ဒာရှိတယ်ကာလူတိုင်းရှိတယ် ယတောတရားရှိတယ်သာဏဆိုတဲ့မြင်းတော်ကံအမတ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဗေဒင်ဆရာကလေးကနေပြီးတော့ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် တနေ့တည်းတစ်ချိန်တည်းဖွာတာဆိုလို့ရှိရင်ဇာတာကွင်တူးမနေဘူးလားအေးဇာတာကွင်တူးနေတဲ့အထက်မှာတိတ္တထမင်းသားတစ်ပါးသာလင်ဖျားဖြစ်ပြီးတော့ဇန္တာတွေကဖျားမဖြစ်ဘူးတဲ့ ဇာတာကွင် တူးနေတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးဖျားဖြစ်ရမယ့်ဂိမ်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးနှစ်ပါးဆွေးနွေးကြတာကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးပြောတယ်ဖျားနဲ့ဖွားဘက်တော်တနေ့တည်းတစ်ချိန်နဲ့ဖွားလို့ဇာတာကွင်တူတဲ့ပုံကိုယ်တွေကဖျားလာရင်ဖျားလောင်းတာလင်ဖျားဖြစ်ပြီးဂျန်တဲ့ပုံကိုယ်တွေကဖျားမဖြစ်ဘူးဒီထက်မှ တရိษံတကောင်ကလည်းပါသေးတယ်လေခန္ဓကမြင်းဆိုတာအဲ့တော့ဇာတာကွင်တူရတဲ့နဲ့ဘာဖြစ်လို့ဖျားမဖြစ်တာတော့ဒါကြောင့်မို့လို့ဝိရင်ကိန်းခန်းနေဆိုတာယုံစရာမရှိဘူးလို့ဆရာတော်ကြီးကအဲ့လိုပြောဆရာတော်ကြီးတပါအဲ့လိုပြောတယ်ဝိရင်ဆိုတာဘယ်လိုမှယုံစရာမရှိဘူးအကယ်၍တိတ္တရမင်းသားဖျားဖြစ်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီဇာတာကွင်း ဒီနေ့ဒီရက်မွေးကြတာဆိုတော့အားလုံးဖျားဖြစ်တဲ့နေပေါ့အဲ့ဒါလို့ဘေးရင်တွေကိုယုံကြည်မရှိဘူးလို့ပြောတော့ဆရာတော်ကြီးတော်ကမိတ်တယ်ကိုရောတဲ့ပရိတ်ကြီးမရပဲနဲ့စွာကျဲစွာကျဲနဲ့ပြောမနေနဲ့ပြောလိုက်တော့သူ့ကိုပရိတ်ကြီးမရဘူးလို့ပြောလိုက်တော့အဲ့ဒီဆရာတော်ကဟာကိုလူဘယ်လိုတော့ပြောပါအောင်ပရိတ်ကြီးမရဘူးဆိုတာဘာတော့ ဆိုတော့ပရိတ်ကြီးတဲ့မဲ့ပါရမောလာတဲ့ပူရင်တံဘောရိတံပါရီဆိုတာဘုရားဖြစ်ဖို့ရာအတွက်ပါရမီတွေကိုစီးပူးအားထုတ်ထားတဲ့ပုဂ္ဂိုလ်မှဘုရား